ဘုရားဘာသာဝင်တွေဟာရသဗျာအဆုံးမသိရှိနားလည်မှုဆိုတဲ့အသိပညာအတွက်ဘုရားကိုကိုးကွယ်ကြဘုရားကိုကိုးကွယ်တယ်လို့ဆိုတာရသဗျာရဲ့အဆုံးမကိုလိုချင်လို့ကိုးကွယ်တာဘုရားရဲ့တကူတော်အနန္တနဲ့ကိုယ်ကိုမဆမယ်ဆိုရင်ရည်ရွယ်ချက်နဲ့ကိုးကွယ်ရတာမဟုတ်ဘူး သို့တော်လည်းနတ်ကိုပဲတဲ့အစင်လာတွေကြောင့်လူတွေမှာလမ်းချော်နေတာတွေရှိတယ်။လမ်းချော်သွားတယ်။နတ်ကိုပဲတဲ့အစင်လာဆွဲကြီးကဆွဲနေသည့်အတွက်ကြောင့်နတ်ကမရဲလို့ယူဆသလိုပဲဖရာသခင်ကလည်းတို့မလိုက်မယ်ဆိုတဲ့အတွေးတွေနဲ့ဖရာကိုကိုယ်ကဘုရားဘာသာဝင်တွေမှာလည်းဒီအစွဲတွေက ရောထွေးပြီးတော့တွက်ဖက်ပြီးပါလာနေတတ်တယ်။ဒါကြောင့်မို့ဖះကိုယ်ွယ်တာတောင်မှပဲရိုးရိုးမကိုယ်ွယ်နိုင်ဘူး။အနန္တဖះကိုယ်ွယ်တာတို့ဟာဒီဖះကိုယ်ွယ်တော့စီးပွားတက်တယ်လို့ဆိုတာဒီဖះကိုဒီဖះကခိုက်တယ်ဆိုတာ ဘုရားဘာသာဝင်နေအပိုင်းအဝိုင်းမှာပြောတဲ့နေကြားနေတာဒါမဖြစ်တဲ့ကိစ္စလို့ပေါ့နော်အစစ်မှန်မသိလို့အသိပညာမပြည့်ဝလို့ဒီလိုအနေထားမျိုးတွေပြောဖရာမှန်တယ်ဗျဘယ်ဖရာပဲဖြစ်ဖြစ်ကိုယ်ွယ်တိုက်တဲ့အရင်ချင်းနေတဲ့ဂုံတော်တွေနဲ့ပြေးသွားတယ်ဖုရားကိုရည်စူးရမှာအခုလက်ရှိ ွင့်တော်မူတဲ့ဘောရဝမြတ်စွာဘုရားကိုယေရှုတယ်။ဒီကနေ့ဆက်နွယ်ပြီးတော့အတိတ်ကပွင့်ခဲ့တဲ့ဘုရားတွေကိုယေရှုတယ်။အဲ့ဒီဘုရားတွေကလွဲလို့တခြားယေရှုစရာမရှိဘူး။ဘယ်ဘုရားပဲဖြစ်ဖြစ်အဲ့ဒီယူတဉာဏ်တော်ကြီးနဲ့ပြည့်စုံပြီးတော့တရားဝါရီရဲ့အကျိုးကို ပညာနဲ့မျှော်မြင်ပြီးအကျဉ်းသာတရားနဲ့ဆောင်ရွက်ပေးတော်မူတာကြည့်အားလုံးအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားတိုင်းဖရာတိုင်းဟာကိုယ်ပဲတိုက်တဲ့အရေးချင်းနေတဏှာပြောင်းပြောမယ်ဆိုရင်အရဟံလို့ဆိုတဲ့ပူဇော်ဝိတေတာပူဇော်အထူးခံလိုက်တဲ့ဂုဏ်တွေနဲ့ပြည့်စုံတာကြည့်ဘယ်ဖရာပူဇော်ပူဇော်တူတူပဲသို့သော် မလိုလန်းအပ်တဲ့အတိတ်ကပါလာတဲ့အစွဲလန်းတွေကြောင့်လူတွေဟာကြောက်စင်းမှုအိမ်မကိုးွယ်ကောင်းမှုတို့ဒီလိုပြောတဲ့လူတွေလည်းရှိတာဟိုဟာမကိုးွယ်ရဘူးဒီဟာမကိုးွယ်ရဘူးဒီဟာတွေကမှန်ကန်တဲ့ဟာတွေမဟုတ်ဘူးအမှန်ကန်မှုရသဗျာရဲ့အဆုံးမတော်တည်တည်ချာချာသိလို့ရှိရင်အစွဲလန်းတွေမျှဖြစ် ေးဘုရားဆိုဒီမှာကိုယ်ဝယ်တိုက်တဲ့ဘုရားတွေကြီးမှုဘုရားကိုယေစုပြီးကိုယ်ဝယ်မယ်ဆိုရင်ကောင်းကျိုးချမ်းသာတွေရမှာပဲကိုယ်ဝယ်တဲ့အခါမှာလတ်လပလိုခြင်းလို့စီးပွားတက်ခြင်းလို့ကိုယ်ဝယ်တာမျိုးဖြစ်စေရဘူးရသော်ဘုရားရဲ့အဆုံးအမကိုသိရှိနားလည်ပြီးရသော်ဘုရားကိုပူဇော်ဖို့ကြည်ညိုဖို့လေးစားဖို့အဆုံးအမတွေအမှတ်ရဖို့ဆိုရင်ကိုယ်ဝယ် မြတ်စွာဘုရားသခင်ကိုရမြတ်ကလည်းတခြားဘာသာတွေကိုးကွယ်တဲ့ဘုရားမျိုးမဟုတ်ဘူးတရားတွေရဲ့အကျိုးကိုဆောင်းတယ်ဆိုတာဘယ်ပုံပဲနှိမ့်ဆောင်တာတော့ကိုယ့်ကိုယ်နဲ့နဲ့စဉ်းစားကြည့်မိဘကသာသမီတွေအကျိုးကိုဘယ်လိုဆောင်ရွက်သလဲဆရာတွေကတပည့်အကျိုးကိုဘယ်လိုဆောင်ရွက်သလဲဆိုတာကိုကြည့်လိုက် ။ရသဗျာဆောင်ရွက်မှုကအဲ့ဒီအတိုင်းပဲ။လောကမှာလက်တွေ့မိဘကသာသမီအကျိုးဆောင်ရွက်တယ်လို့ဆိုတာ။ဘာပြောတော့အေးဒီလမ်းမသွားနဲ့ဒီလမ်းသွားဒါမလုံးနဲ့ဒါလုံးခေါ။လုံးတဲ့နာနဲ့မလုံးတဲ့နာပဲခွဲပြောတယ်။ဒါသာသမီအကျိုးဆောင်ရွက်ကြည့်ရပိုလားဆိုတော့မပိုဘူးဆုံးမအောင်တာပြီ